ငလျင်လောက်တာသူမအတွက်ကောင်းခြင်းတစ်ခုပါဆိုတဲ့အီမီဆန် င်္ဂလာပါပရိသတ်ကျုပ်ရဲ့ Wonderly Channel ကနေကြိုဆိုလိုက်ပါတယ်။လူကြီးတွေပြောနေကြတဲ့မွေးကလေးကအသေးချေမပါလာဘူးလားမသိဘူးဆိုတဲ့စကားကအီမီဆန်နဲ့တွေ့မှအမှန်တကယ်ဖြစ်နေတယ်လို့ပါပဲနော်။အီမီဆန်ကတော့အဲ့ဒီစကားလိုပါပဲ။ပရိသတ်တွေဘလောက်ပဲပြောပြောဘလောက်ပဲဝေဖန်ဖန်သူကတော့အမှတ်မရှိတဲ့အပြင်ဂုဏ်ယူနေတယ်လို့ရှေ့ရမယ့်အရာတွေကိုထပ်ကတလဲလဲလုပ်နေတယ်လို့ပါပဲရှင်။အီမီဆန်ကတော့ဝေဖန်ခံရမယ့်စကားတွေအရှက်ရစီမဲ့အလုပ်မျိုးတွေကိုအမြဲတမ်းလုပ်တဲ့သူတယောက်ဖြစ်ပါတယ်။အမြဲတမ်းပရိသတ်ဝေဖန်မှုနဲ့မလွတ်ကဲတဲ့စကားတွေပြောတယ်လို့အီမီဆန်ကအခုလဲဝေဖန်ခံရမယ့်စကားကိုပြောလာပြန်ပါပြီ။အီမီဆန်ကတော့ငလင်ကိစ္စ စာကိုဂုံယူပြီးပြောရင်ဝေဖန်ခံရဘူးလားပြည်သူတို့လည်းသိကြမှာပါနော်ဘဲရကောမစိုးကြိုပြီးတော့သူတိတက်တဲ့ပုံစံမျိုးနဲ့ပြောတတ်တဲ့အင်မီဆန်ကငလင်ကိစ္စမှာဆိုရင်လည်းသူစိတ်ဆိုးလို့ငလင်လောက်ခတ်တာဆိုပြီးတော့ဟာတာတစ်ခုလိုတင်ခဲ့ပူပါတယ် 28နှစ်မှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်လူတွေတကြေပြက်စီးတာများလို့အားလုံးကစိတ်တော့ကရောက်နေချိန်မှာလူတွေကိုအကျိုးပြုဖို့ရောက်လာတဲ့ဆိုတဲ့အင်မီဇန်ကတော့ငလင်လောက်တာနဲ့ပတ်သက်ပြီးအပြောင်ပြက်ပြောခဲ့တာမို့ပြည်သူတွေကြားမှာခရက်ထခဲ့ရတာဖြစ်ပါတယ်။အရာရာကိုကြိုသိနေတဲ့အင်မီဇန်ကအခုတစ်ခါငလင်လောက်တာနဲ့ပတ်သက်ပြီးကြိုသိတယ်တော့မပြောခဲ့ပေမယ့်ငလင်လောက်တာသူစိတ်ဆိုးလို့ဆိုပြီးတော့ဟာတာလုပ်ပြီးတော့ပြောဆိုခဲ့တာပါ။အင်မီဇန်ကတော့ဒေါသမထွက်ရတော့ဘူး။ဒေါသထွက်တိုင်းငလင်လောက်တဲ့ကြမ်းကြက်ဆိုပြီးတော့ဤသားခဲ့တာဖြစ်ပါတယ်။ ရိသတ်တွေကတော့အရင်မပါတဲ့သူ့ရဲ့စကားကြောင့်ဒေါသထွက်ခဲ့ကြတာဖြစ်ပါတယ်။ရှီမကြည့်နောက်မကြည့်နဲ့ပေါ်တော်တော်လှုပ်ပြီးပြောခဲ့တဲ့သူ့ရဲ့စာအုပ်မှာဆဲဆိုသူတွေနဲ့ပြည့်နှက်နေခဲ့တာဖြစ်ပါတယ်ရှင်။သူ့ရဲ့စကားကိုမကြိုင်လို့ဝေဖန်ပြောဆိုနေကြသူတွေထဲမှာအမှုပညာရှင်တချို့လည်းပါပါတယ်။သူများတွေကပျက်စီးမှုတွေများလို့စိတ်ညစ်နေချိန်မှာကိုကျင်းစာတရားမရှိတဲ့သူ့ရဲ့အပြောကိုဝေဖန်နေကြတာဖြစ်ပါတယ်။အီမီဆန်ကတော့အဲ့လောက်ကြီးဖြစ်တယ်မထင်လို့စလိုက်တာဆိုပြီးပြန်ဖြစ်ရှင်ခဲ့ပေမဲ့တနိုင်ငံလုံးကတော့အခင်မကြည့်ပါဘူးနော်။ပရိသတ်တွေကတော့အီမီဆန်ကိုတွေ့တာနဲ့စက်မပြေဘူးထင်တယ်ဆိုပြီးပြောကြတဲ့အထိကြီးမြတ်ဖြစ်ခဲ့ကြပါတယ်။အီမီဆန်ဆိုတဲ့အတန် ြတာနဲ့ပေါက်ကရတွေပြောနေတဲ့အဆိုတော့ဆိုပြီးတော့ဗိမဲ့ပေးနေကြတဲ့အထိကြီးမြတ်ဖြစ်နေပေမဲ့အီမီဇန်ကတော့ပြည်သူတွေကသူ့ကိုအရန်ချစ်လို့ဝေဖန်တာဆိုပြီးတော့တာယာနေပြန်ပါပြီ။ ။အီမီဆန်ကတော့ငလင်းနဲ့ပတ်သက်ပြီးပြောခဲ့တဲ့စကားတစ်ခုကြောင့်ဝေဖန်ခံနေရပြီးမဲ့အောင်တာမရပဲငလင်းလုပ်တာသူမအတွက်အကောင်းချင်တစ်ခုပဲဆိုပြီးတော့ပြောဆိုလာခဲ့ပြန်ပါပြီ။အီမီဆန်ကတော့အခုချိန်မှာငလင်းဘေးတင်ပြည်သူတွေကိုလှူဒန်းဖို့ရမုံငွေရှာတဲ့နေရာမှာအဖြစ်ကူနေပေမဲ့သူရဲ့အပြောနဲ့လုံရက်ကဆန့်ကျင်ပတ်ပါပဲ။လုံရက်ကတော့ပြည်သူတွေကိုကူညီဖို့လုပ်နေပေမဲ့မကောင်းချက်လို့လုပ်နေတယ်လို့ပါပဲနော်။စီတနာမပါတဲ့ကူညီမှုတွေလောက်ကင်နေတယ်လို့ထင်ရလောက်အောင်လဲသူရဲ့အပြောတွေကသူ့ရဲ့စိတ်ကိုပေါ်လွန်နေခဲ့တာဖြစ်ပါတယ်။ အမီဆန်ကငလင်လှုပ်လို့ပြည်သူတွေအခက်တွေ့တာကိုစိတ်မကောင်းမိမယ်။ငလင်ကသူ့အတွက်ကောင်းခြင်းတစ်ခုဆိုပြီးတော့ရီမော့ပြီးတော့ပြောလာခဲ့တာဖြစ်ပါတယ်။ငလင်အကြောင်းပြောလို့ပိတ်သက်တွေရဲ့အပြောခံခဲ့ရပေမယ့်သူကပိုပြီးနာမည်ကြီးလာတယ်ဆိုပြီးငလင်ကသူ့အတွက်ကောင်းခြင်းတစ်ခုဆိုပြီးတော့ပြောလာခဲ့တာပါ။သူ့စိတ်ထဲမှာတော့ပိတ်သက်တွေကသူ့ကိုဝေဖန်နေကြပေမယ့်သူပြန်ပြီးငြိမ်လိုက်တာနဲ့ဒီကောင်မလေးကဒီလိုနေချစ်စရာလေးဆိုပြီးပိတ်သက်တွေကတတ်မှတ်နေတာဆိုပြီးတွေးချင်နေတာလည်းဖြစ်ပါတယ်။ အီမီဆန်ကတော့ဘသူတွေဘာတွေပဲဖြစ်ဖြစ်သူနာမည်ကြီးရင်ပြီးရောဆိုတဲ့စိတ်နဲ့ပြောချင်တာတွေကိုရှေ့မကြည့်အနားမကြည့်ပြောနေတော့တာပါပဲပရိသတ်တို့ရောအီမီဆန်အကျွေးမြင့်တွေကိုဘလို့မှတ်ချက်ပေးကြတယ်ဆိုတော့ထင်မြင်ချက်လေးတွေပြီးခဲ့ကြပါအောင်နော်ဟုတ်ကဲ့ပါရှင်ဒီနေ့တော့ဒီလောက်နဲ့ပဲရန်နာလေးပြန်စီအခုလိုစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုနေ့စဉ်တိဆက်ပေးနေမှာဖြစ်လို့ကျမတို့ရဲ့ Wonderly Channel လေးကိုလည်းအားပေးကြပါအောင်နော်အစုံကြီးကြည့်ပြီးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအကျဉ်းဆုံးများကြည့်တင်ပါတယ်ရှင်